ောင်းပြည်နမ်ခမ်းမြို့မှာတကိုးရီစီကနေတင်စီရမိထားတဲ့မော်တော်ဆိုင်ကယ်တွေကိုမြို့နယ်ရဲတပ်ဖက်ကပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မှာတက်ဆိုင်ရမိဘပြည်သူပိုက်ရှင်တွေစီပြန်ပြီးအနှံပေးလိုက်ပါတယ်။အဲ့ဒါလိုပြန်ပြီးအနှံပေးတာကိုပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကနမ်ခမ်းမြို့နယ်ရဲတပ်ဖက်ရုံမှာပြုလုပ်ခဲ့တာဖြစ်ပြီးခိုးယူခဲ့ရတဲ့မော်တော်ဆိုင်ကယ်7စီးတိတိပြန်ပြီးအနှံပေးတာပါ။ အခိုးရစီကနေတင်စီယာမိထားတဲ့မော်တော်ဆန်ကယ်တွေဟာနှံခမ်းမြို့အတွင်းလုံခြုံရေးနဲ့အိတ်ချမ်းတရားကြီးအတွက်ကင်းလှည့်နေချိန်မှာတွေ့ရှိဖန်စီယာမိထားတာဖြစ်ပြီးမော်တော်ဆန်ကယ်မျိုးစားတွေကတော့125ခံပုံ5စီးခန္ဓာ2စီး follow me 2စီးနဲ့စီဇက် i 2စီးပြီးတော့ battery ဆိုင်ကန2စီးနဲ့ scoby ဆိုင်ကန2စီးပါ တွေ့ရှိဖန်စီရမိထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ august လကလည်းနှံခမ်းမြို့မှာတခိုးတွေစီကနေတင်စီရမိထားတဲ့ဆိုင်ကယ်တွေကို တက်ဆိုင်ရာပိုက်ရှင်တွေစီကိုပြန်ပြီးအနှံ့အတားပြုလုပ်ခဲ့ပါတယ်။မော်တော်ဆိုင်ကယ်တွေနဲ့အတူဖန်စီရမိထားတဲ့ခိုးတူတွေကိုတော့တောင်ပြည်ရဲ့တပ်ဖွဲ့ကတောင်ပြည်ရဲ့တိစံဥပဒေနဲ့အညီအမှုအဖွဲ့အရေးယူသွားမှာဖြစ်ပါတယ်။ကျမလို့ပြပါပါရှင်။